all the money my say chata you don't you let come you let မဒေါက်တာဝင်းနှင်းဖြစ်ပါရှင်။ရှင်တော်မှာကျွန်မခွဲစိတ်အထူးကုဆရာဝန်နေနဲ့ကျွန်မတာဝန်ယူပါတယ်။ဇူနာကြီးရဲ့ခွဲစိတ်တင်တာတွေလုပ်ပါရရှင်။ကလေးရှင်ညာတော့ကလေးစမကျွန်မကိုဟိုစပြီးတော့ဒီရှင်တော်မြတ်တာဝန်ရှိရဲ့ဒေါက်တာပြည်သူတို့ပါပေါ့နော်။ဓာတ်ပုံလေးလာပြရတယ်။အဲမေးရပါ့မထိုင်နေဝင်ရဲ့ဟာနေပြီးတော့ဒီဇူနာလေးကိုတစ်ခါခေါ်လာခြင်းနဲ့ပေါ့နော်။ဒီဟာလေးကိုကုသပေးခြင်းနဲ့ဆိုတော့ကျွန်မကြည့်ကြည့်လိုက်တော့အဲစစေးတာလေးနည်းနည်းပွားလုပ်ပြီးတော့လုပ်ပေးရမယ့်အခြေအနေပဲဆိုပြီးတော့ကျွန်မခေါင်းခိုင်းပြီးတော့မှထိလိုက်တာပါနော်။နောက်တဲ့အချိန်မှာတော့ဒီကလေးက ယောဂအဲဦးရ physically or mentally ရောပေါ့နော်သိပြီးတော့အာမကောင်းနေဘူးပေါ့မကောင်းနေဆို physically ကတော့ဒီအလုံးချိန်ပြီးကြောင်းကိုတွေ့ရရင်းနေနေတယ်သူ့ခန္ဓာကိုယ်ကလည်းအာဟာရအရင်ချိုးတဲ့နေတာအရှိမအာဟာရဘယ်လိုမှမပြည့်ထားတဲ့အခါကျတော့သူ့သက်နဲ့သူ့ခန္ဓာကိုယ်လည်းမမျှတနိုင်ဘူးပေါ့အဲ nutrition နဲ့ problem တွေရှိတယ်ဒီယောဂရဲ့ဟိုဆိုချိုးတွေရှိနေတယ်ပိုးဝင်တဲ့အရာပေါက်ထွက်သွားပြီးတော့ပိုးဝင်နေတဲ့လက္ခဏာတွေရှိနေတယ်အဲဒါကြတော့ physically လက်ဆိုးနေတာပေါ့နော် ်မန္တလေးကကြာတော့လေဒီကလေးကအဲအရှိမလေးသူတော်တော်ခံစားပြီးတော့ဒီအီဗန်နဲ့မမျှလုံးလုံးခဲရတာပေါ့လုံးခဲရတဲ့ခါကျတော့တန်ဆိတ်တရားရှိနေတာအဲဆိတ်တရားရှိနေမှဒီအလုံးလုံးမှစားနိုင်တောင်းနိုင်တာကိုဒီလုံးကြီးဖြစ်လာတော့အလုံးမလုံးနိုင်တော့တော်တဲ့ခါကျသူကဘူးပေါ်မှာတော့မကြည့်တော့ဘူးမျက်နှာချင်းမဆိုင်တော့ဘူးပဲနဲ့လေတော်တော်သူကဟိုစိတ်တက်ကြနေရတဲ့ခါရှိရပါတယ်အဲခါကျတော့ဒီကလေးကိုအမြန်လုပ်ပြီးတော့လိုအပ်နေပြီဆိုပြီးတော့သူကလုပ်ခဲ့တာပါ အဓိကအဲ့လိုမျိုးပေါ့ဒီကလေးလေးလာပြီးအခုညီလာတောင်းတဲ့ခါမှာသူ့ရဲ့အလုံးအကျိတ်ကြီးကိုကြည့်ပြီးတော့စိတ်မကောင်းဒါပေမဲ့အမမကဒါရှီတော်ဝင်စေးုံကမားတို့နဲ့ အဲနောက်ကနေပြီးတော့ပံ့ပိုးပြီးတော့ကလေးတွေကိုကုညီပေးဆောက်ရှောက်ပေးရခါကျတော့အမအားရှိတယ်လေဆိုတော့ဆရာဝန်တွေကိုဒီရဆရာတွေဟိုအမအရင်ဦးဆုံးမေးကြည့်တယ်အဲဒီကလေးလေးကိုလှုပ်ပေးလို့ရနိုင်မလားဆိုတော့သူတို့ဘက်ကလည်းအမကိုဒါချက်ချင်းနိုင်ငင်မယ်ပေါ့နော်လှုပ်ပေးပါမယ်ဆိုပြီးဒီကိစ္စမှမဟုတ်ပါဘူးအရှိမကလေးမွေးတဲ့ကိစ္စတွေရောအော်ကလေးစိတ်ကူတာတွေရောဆိုတော့တော်တော်လေးကိုအမဟိုအားချင်းလှုပ်ပေးနိုင်တယ်ပေါ့အတူအလုံးကြီးကလည်းကြည့်လိုက်တော့တော်တော်ကြီးကြီးပြီးတော့တော်တော်လေးချက်ဆရာကောင်းတယ် ဟိုခလေးတွေသူ့အနေနဲ့လည်းတော်တော်ခံစားနေရတော့အမဆရာဝန်တွေကလှုပ်ပေးမယ်ဆိုတော့အားချင်းပဲခေါ်ပေးလိုက်တာအာဒီတိုင်းဆိုလို့ရှိရင်တော့အမဘယ်ကနေဘလို့စောက်ကူအောင်အမလည်းနားမလဲဘူးဆိုတော့အခါကျတော့အခုခွဲစိတ်ဖို့အဆင်ပြေတယ်ဆိုတော့အားချင်းခေါ်ပေးလိုက်တာပေါ့ဟုတ်ခွဲရတော့မခွဲပြမှာတော့ကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်ရတာပေါ့နော်ခလေးကအဲဒီအတတ်နိုင်ဆုံးညံဆုံးအလုံးဟွာတွေပေါ့သွေးတွေစတားတွေလုပ်တယ်တမန်တွေလုပ်တယ်အဲ့ဒါမျိုးလုပ်တယ်လုပ်ပြီးတော့အခုကခုနပြောလို့ပေါ့စိတ်ဓာတ်ကော အလုံးအောင်အချိန်ကြီးဆုံးနေဆိုတာကျွန်တော်တို့ဟိုပြည့်စုံတဲ့ဟိုဟာကြီးတော့မလုပ်တော့အများကြီးမလုပ်နေတော့ဘယ်နဲ့ကျွန်တော်တို့တန်းခွဲဖို့စီစဉ်တာပေါ့နော်ခွဲတဲ့အချိန်မှာကျွန်တော်တို့တတိထားရတာသွေးထွက်များတာပေါ့သွေးထွက်များတဲ့ဒီအလုံးကိုနှိုက်ကလည်းသွေးထွက်နိုင်တယ်နောက်ကြွက်သားကိုလည်းကတ်နေတဲ့အတွက်ကြောင့်မို့လို့သွေးအေးရထွက်ပါအဲ့ဒါကိုကျွန်တော်တို့ကျွန်တော်လေးထိန်းခဲ့ရတယ်အဲကျွန်မရဲ့အမေဆေးဆရာဝန်ရတဲ့အခြေအနေနေပြီးတော့အပေါ်နေပြီးတော့တေချာထိန်းမိထားတယ်ကျွန်မနဲ့အတူခွဲကူတဲ့ခွဲဆေးဆရာဝန်နှစ်ယောက်ကလည်းတေချာကျွန်တော်ကိုပူပြီးတော့ထိန်းခဲ့ရပါတော့အဲ့တော့သွေးထိန်းတာတော့အောင်မြင်တယ်နောက်တစ်ခုက အရေးပြားပြန်အုပ်ဖို့ပေါ့အရေးပြားပြန်အုပ်တဲ့ဟာမှလည်းကျွန်တော်တို့အဲနည်းနည်းစူးစမ်းရတယ်ဒီအလုံးကြီးအရင်ကြီးတဲ့ခါကျသူ့အရေးပြားကိုကျွန်တော်တို့ပြန်လှက်ပတ်ပြီးတော့အရေးပြားအဖုံးပြန်ပြီးတော့ကာပါပြန်ရအောင်လုပ်ရတာပေါ့လုံးဝလို့ရှိရင်တချို့အလုံးနေကြရင်ကျွန်တော်တို့ကအရေးပြားကြီးပြန်ကတ်လိုက်ရမှာမရှိသူ့ကြတော့ခလေးကပိန်တော့ကြီးရဲ့အရေးပြားလုံးလုံးတော့မရှိတဲ့ခါကျတော့အဲ့လိုကတ်လို့မရမရတော့အရေးပြားလေးကိုပဲဟိုဘက်ဟိုဘက်နည်းနည်းတူဒီဘက်နည်းနည်းတူနေပေါ့နော်အဲ့လိုမျိုးနဲ့ပြန်စီအောင်လုပ်ရတယ်ဒီကတော့အဲ့ခွဲတဲ့အချိန်မှာတော့အဲ့အလုံးနဲ့ သွေးထွက်တာနဲ့ skin cover ပြန်ရဖို့ပဲစူးစမ်းရတာဝမ်းတာတာပေါ့ဝမ်းတာတာပေါ့ဟိုနေရာကြီးဆီယမတို့ခွဲစိတ်ပြီးတော့အမတို့ဒီကလေးကိုလာကြည့်တဲ့အခါမှာသူကလန်လန်ဆန်ဆန်မနာလားဆိုမနာဘူးလေဆိုတော့အမေကဝမ်းတာနေတော့မဤပြီးတော့လေသူလည်းတစ်ခါမှဟိုမဖြစ်တော့ဟိုစိတ်ဟိုအစရဲမှာသူကစိတ်ကအဲ့လိုမျိုးဖြစ်နေရဆိုတော့ဒါပေမဲ့သူကလန်လန်ဆန်ဆန်မဲ့ဆိုတော့ရန်ဝမ်းတာပါဒီလိုလေးတွေ့ရတယ်ပြုံးတော့ပြုံးတယ်အဝမ်းတာလေညီမလေးရဲ့ အဲသူ့ကိုလည်းကြည်ပြေတနာလို့လေတနာဆိုသူ၁၂နှစ်လောက်ခရီးကသူကတယောက်တည်းနေပြီးရုံးကန်ရတာဆိုတော့အမသားသမီးချင်းကိုစဉ်းစားပြီးတော့သူ့မှာညီကောင်တို့မှာလည်းမရှိဟိုမိဘလည်းအဝေးဆိုတော့လေအမေလည်းမရှိဆိုတော့သူဒီအလုံးကြီးနဲ့သူအလွတ်လွတ်သွားတာတော်တော်လေးအဆင်မပြေဆီမားကြီးပြောတယ်လို့သူကဟိုစိတ်လည်းတန်ရာရရဆိုတာသူစိတ်ဟွာဖြစ်တဲ့ခါကျတော့သူမျက်နှာမှာအပြုံးအောင်မရှိတော့အခုတော့ရေမမောနဲ့ပြုံးနိုင်နေပြီ။ နိုင်မရှိတော့တော်လေးပေါ်သွားမှာပေါ့သူအခုတော့ခွဲထားတော့နည်းနည်းတော့နာမှာတားနာသေးလားမနာမနာဘူးဆိုတော့အဲဝမ်းတာလေနေရတော့ပို့ပြီးတော့ကွာတယ်ပေါ့ဘယ်လိုပို့ပါလဲခွဲလိုက်ကကွာချောင်းအတမလိုက်အဲပို့သွားတော့နေရ อืมဒါအခုဆိုလှဲအိတ်လို့လည်းရတယ်ဒါအရင်တော့လှဲအိတ်လို့မရအောင်เนาะပြီးတော့အနာကလည်းနာတယ် तू ပြောသလိုဟို तू ဒီဟိုဗာလဲမခွဲခင်တော့ဆို तू ဒီအနာကြောင့် तू မတက်ရက်လိုက်လို့ရှိရင်လည်းမူးတယ်ဟဲ့လားဒါအဲမူးတယ်ပြီးလို့ရှိရင်တစ်ခါချင်းပြစ်ပြစ်လဲသွားတယ်တဲ့အဲသူ့ကိုယ်သူကမသိတာပြီးတော့သွေးအားလည်းနည်းတယ်ပြီးတော့အာဟာရလည်း तू ချို့တဲ့တဲ့အခါကျတော့ तू အဆင်မပြေဘူးအခုတောင်ဒါအခုကတော့ तू ဆေးအချိန်တော့နည်းနည်းရှိသေးတာပိုးသက်စေရေးသွင်းရတော့လေအဲဒါမဲ့မျက်နှာလေးလန်းလန်းဆန်းဆန်းလန်းဖြစ်လာပိုးတော့မျက်နှာပြေလာသေးတယ်အဲ ပုံအောင်ချောလာသေးတယ်လို့ဟမ်ချောပါဘူးပျော်လာဟုတ်ပျော်နေရပေါ့ဒါမို့ပျော်လာစားဒါဒီအလုံးကြီးမရှိတော့ဒါဝမ်းသာသွားလားဟုတ်ပါလားအဲဘာလို့ပါမလဲမသိဘူးဘာလို့ပါမလဲမသိဘူးလေဘာဖြစ်နော်ဟုတ်ကဲ့ဟိုဟိုပြန်သွားလို့ရှင်ရောဟုတ်ကဲ့တော့ကောင်းဖုန်းကြောင်းမှာနေလို့ဖုန်းကြောင်းမှာနေမှာတူအိုးအဲ့ဟာဟုတ်ကဲ့ဒါကြီးနင်းတို့အကုန်အပ်ပေးမှာဟုတ်ကဲ့ အဲ့မှာလာပို့ပေးတဲ့ညီမလေးတွေနည်းသူတို့သူ့ကိုလည်းအဲ့လိုပဲကိုချင်းစားပြီးတော့တနာတော့ပတ်ဝန်းကျင်ကလာပို့ပေးတာပေါ့ကူပေးလိုက်တာအော်တော့ဘယ်လိုလုပ်လို့လုပ်ကောင်းနေနေနေပြီးတော့နင်လည်းချစ်စရာလေးလားဟုတ်ပါတယ်ဗောဟုတ်လားအာကလေးဆိုတော့တိတ်မပြောတတ်ဘူးသူဟိုအခုလို့ပြောမျက်နှာလေးပြုံးတော့လေဝမ်းသာရဲ့ဗျာလာတော့ကနည်းတခြားစီပဲလာတော့ကလည်းဝေနာခံစားနေရတာနဲ့သူစိတ်ညစ်တာနဲ့ရှိမှာပေါ့လေသူစိတ်ထဲမှာလည်းကလေး ဆိုရင်မှလည်းအောင်မြင်မှမလားပါဆိုရင်လည်းဆိုရင်မှပေါ့ဒါအမားတို့ကုသိုလ်ယူတယ်ဆိုတော့ပရိဒါမှာနောက်ဆုံးဒါပဲလိုချင်တာနည်းဘာလိုချင်လဲမင်းဒါပဲဒီအစဉ်ပြေသွားတဲ့လူတွေရဲ့အပြုံးလေးတွေဟဲ့လားဝမ်းသာသွားတဲ့ပီတိဟာလေးတွေနဲ့ပဲအမားတို့ကအဲ့ဒါပဲလိုချင်လို့ဒီလိုပင်ပန်းခံပြီးတော့လိုက်လုပ်ပြီးနေရတာဆိုတော့လူတွေကဒီကုသိုလ်လိုချင်လို့လုပ်ပြီးတော့ဆိုတော့ဝမ်းသာတာပေါ့အဲသူဘဝလေးလည်းရှေ့ဆက်ပြီးတော့ အာဒါသူကျမ်းကျမ်းမမာလေးနဲ့ဖြစ်သွားရဲဆိုပိုတော့ဝန်တရအောင်ကျမရဲ့အခုသူအဲ့ဘောင်းကြီးကျောင်းမှာသူတို့ဒီဟိုဆောင်းရှောက်ပေးမဲ့သူကြီးရှိတဲ့ခါကျတော့သူအနားနားရအောင်မလုပ်လို့တော့မရသေးဘူးဘာလို့လဲဆိုတော့ဒီကြော်သားတွေပြန်ပြေးဖို့အရေးပြားတွေပြန်ပြေးဖို့အာဟာရလည်းနည်းနည်းလိုသေးတယ်ဟိုဆေးအချိန်နဲ့ဆိုသူလက်တွေပိုင်းနည်းနည်းတုံတယ်ဆိုတော့ဒါကတော့ပိုးသက်ဆေးအချိန်ပေါ့ဆိုတော့သူအဟာပြအောင်လည်းသူပြန်စားရအောင်မယ်နားလည်းနားရအောင်ပြီးတော့ဒီမှာဆေးရုံမှာအာ၃ရက်တခါ ဟိုငားရဲ့တခါဆရာမပြန်ခေါ်မယ်ပြောတယ်ဘာလို့လဲဆိုတော့ဆေးကို dressing လုပ်ပေးရမှာလေအကုန်သူ့ရဲ့ဟာတွေအကုန်ကြည့်ပေးရမှာဆိုတော့နှစ်ပတ်လောက်တော့သူလောက်အောင်မဟုတ်တယ်သူအရွယ်နဲ့မမျှလည်းဝေဒနာခံစားနေရတဲ့အခါကျတော့သူ့ interview လေးလည်းကြည့်လိုက်ရတဲ့အခါမှာလူတွေတော်တော်များများကြူးနာတက်ကြမဟုတ်လည်းဂျန်နဲ့အပိုင်းနေ ်ပေါ့နော်သူတခြားနောက်ဆက်တွဲယောဂတွေလည်းမဖြစ်ပါစေနဲ့လို့အိမ်ရန်ရင်သမမနဲ့ခွဲပေးရတာအခုတော့အဆင်ပြေသွားတယ်ဆိုတော့အမလည်းဝမ်းသာတယ်ကလေးလေးအတွက်အဲဆူတောင်းပေးကြရတဲ့သူတယောက်ချင်းစီတန်းကိုလည်းအမကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါမယ်ဘယ်လိုကျေးဇူးတင်လဲဟုတ်ကဲ့ပါဟုတ်